မင်္ဂလာပါခင်ဗျာ MCN သတင်းဌာနနေ့စဉ်ရုပ်သံအစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့မြန်မာတက်ဂရိတ်1398ခုနှစ်သတင်းချုပ်လာပြည်ကျော်၄ရက်ခရစ်နှစ်2016ခုနှစ်အော်တိုဘာလ20ရက်ကြာတာပရိနှစ်ညနေ6:00နာရီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစီစဉ်တင်ဆက်ပေးသွားမှာပါဒီကနေ့ရှုစားမယ့်သတင်းတွေမှာဆိုရင်တော့နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်ရဲ့အိန္ဒိယခီးစဉ်အတွင်းနှစ်နိုင်ငံပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်တဲ့သတင်း ။လာမယ့်27ရာစုပင်လုံညီလာခံမှာအရက်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်နေရာတက်မှတ်ပေးဖို့တောင်းဆိုလိုက်တဲ့အကြောင်းမက္ကဆီကိုနိုင်ငံကဘရင်ကန်တူကိုအစိုးရရှိနေကဖန်ဝရန်ထုတ်ပြန်လိုက်တဲ့တဲ့စားရတဲ့တဲ့နေတွေခြားရူးရတဲ့ပြည်ရင်းပြပတဲ့နေတွေကိုလည်းစီစဉ်တင်ဆက်ပေးသွားမှာပါအခုပထမအဆုံးအနေနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာအိန္ဒိယချစ်ကြည်ရေးခီးစဉ်ကာလအတွင်းမြန်မာအိန္ဒိယအပြန်အလှန် ဘောတူဆွေးနွေးတိုက်တွန်းမှုတွေနဲ့ပတ်သက်ပြီးအချက်26ချက်ပါပူတွဲကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ခဲ့တဲ့ပူတွဲကြေညာချက်ထဲမှာစီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့အလုံအကင်ဖန်တီးပေးတာအခြေသွင်းမြင့်တင်ပေးတာတွေလမ်းတွေပြန်လည်တည်ဆောက်ဖို့စိုက်ပျိုးရေးလျှက်စစ်စွမ်းအားပံ့ပိုးပေးဖို့ပညာရေးနဲ့ကျန်းမာရေးအတွက်အခြေခံအဆောက်အအုံတွေပံ့ပိုးကူညီပြီးနိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့အိန္ဒိယနိုင်ငံခီးစဉ်အတွင်း ပူပေါင်းဆောင်ရွက်ဖို့တတ်မှတ်ခဲ့တဲ့ Neberry ကိုအလင်းအမြန်အကောင့်ထဲပေါ်သွားကြဖို့သဘောတူညီခဲ့ကြပါတယ်ခင်ဗျာအိန္ဒိယနိုင်ငံကိုတရားဝင်ကြည်ကြည်ခီးစဉ်အဖြစ်အလဲအပတ်သွားရောက်ခဲ့တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်သန်းစုကြည်ဟာအော်တိုဘာလ19ရက်နေ့ည9:35မိနစ်မှာနေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအထူးလေယာဉ်နဲ့ပြန်လည်ရောက်ရှိခဲ့ပါတယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာအော်တိုဘာလ16ရက်နေ့မှာအိန္ဒိယနိုင်ငံကူအောင်မြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ဖို့နဲ့အိန္ဒိယဝန်ကြီးချုပ်ရဲ့ဖိတ်ကြားမှုအရချစ်ချည်ရေးကြီးစဉ်ကိုတွားရောက်ဖို့ထွက်ခွာခဲ့တာပါ။ကြီးစဉ်အတွင်မှာအိန္ဒိယသမ္မတဝန်ကြီးချုပ်အပြင်အစိုးရပိုင်းကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့သလိုအော်တိုဘာလ19ရက်နေ့ကဝန်ကြီးချုပ်နဲ့ဆွေးနွေးရမှာလဲလျှက်စစ်စွမ်းအင်ကဏ္ဍဘန်လုံငန်းနဲ့အာမခံလုပ်ငန်းစတဲ့ကဏ္ဍ၃ရက်တို့မှာနားလည်မှုစာကြုံလော MOU ရေးထိုးခဲ့ပါတယ်ခင်ဗျာ။ ဒါမဲ့27ရာစုပင်လုံကြီးလာကမှာအမျိုးသားအစ်စ်နိုင်ငံရေးဆွေးနွေးနိုင်ဖို့အတွက်အရက်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်နေရာတက်မှတ်ပေးဖို့အရက်ဖက်လူအဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်ကတောင်းဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့တင်မောင်ထွေးကပေးပို့ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့27ရာစုပင်လုံကြီးလာကမှာလိလသူအဖြစ်သာတက်ရောက်ခဲ့တဲ့အရက်ဖက်အဖွဲ့အစည်းတွေကလာမဲ့27ရာစုပင်လုံကြီးလာကမှာအမျိုးသားအစ်စ်နိုင်ငံရေးဆွေးနွေးနိုင်ဖို့ကိုယ်စားလှယ်နေရာ၁၀နေရာတက်မှတ်ပေးဖို့တောင်းဆိုလိုက်တာပါ27ရာစု ဟိုပြေလုံးမှာတော့အခုအချိန်မှာကျွန်တော်အရက်ပဲလူအဖွဲ့စီတက်ဖို့ကကျွန်တော်တို့လေးလာသူအနေနဲ့တက်ခဲ့ရတယ်အခုအခုကြံခဲ့တဲ့ပွဲကိုဒါပေမဲ့ကျွန်တော်တို့ကလေးလာသူအနေနဲ့မဟုတ်ပဲနဲ့ဒီဥစားထဲထဲဝင်ဝင်ပါဝင်နေတာမို့လို့ကိုယ်စလေဆင်းနေရတောင်းတာအော်တိုဝါလာ16ရက်ကနေ17ရက်နေ့ထိ2ရက်ကြာဆွေးနွေးခဲ့ကြတဲ့အရက်ဖက်လူဖွဲ့စည်းငင်းငင်းဖိုတာပြီးမှအော်တိုဝါလာ16ရက်နေ့မှာရန်ကုန်မြို့ပြည်လမ်းရှိ ဒိုင်းမွန်ကွန်ဒိုစကွာခမ်းမမှာတရင်းစာရှင်းလင်းပွဲပြုလုပ်ပြီးရင်းကျိုင်းလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အချက်ပေါင်း16ချက်ကိုဒေါ်ဆန်းစုကြည်တက်မတော်ကာကွယ်ဦးစီးချုပ်တိုင်းသာလက်နက်ကိုင်အဖွဲ့တစီပေးပို့တောင်းဆိုထားပါတယ်။တိုင်းတာတစ်ခုလောက်ထိငင်းချမ်းရေးမပြတ်မပြားအာတည်ဆောက်နိုင်ဖို့အတွက်ကိုကဏ္ဍ အာဒီဒီကနေပါဖို့ပေါ့နော်အဲ့လိုစဉ်းစားထားတယ်အဲအတူတူဖြင့်အဲကျွန်တော်တို့ဒီလူမျိုးအလိုက်အဲသူစားပြည်နယ်တိုင်းဒေသကြီးမှာရှိတဲ့လူမျိုးတွေအလိုက်အဲဘာဝင်တဲ့ဟာမျိုးရှိမယ်အဲသူစားစက်မှန်ရေးလူမျိုးတွေပညာရေးအဲ့အမျိုးတွေနဲ့ပတ်သက်တဲ့ဥစ္စာမျိုးမှာ CSO တွေကအဓိကထားပြီးမှလုပ်ဖို့အတွက်ကိုကျွန်တော်တို့လည်းလည်းရည်မှန်းပြီးမှလုပ်တာရှိတယ်ရပ်ပတ်လူပွဲစီတွေအနေနဲ့လူမျိုးအခြေပြုအကြောင်းအရာတွေဒေသလိုက်အခြေပြုအကြောင်းအရာတွေလက်တလော့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေပေါ်ဆွေးနွေးအဖြေရှာပြီး ဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေပါတယ်ခင်ဗျာကဏီမျိုးနဲ့ချင်းလင်းမြေအတွင်းတိမ်မောက်ခဲ့တဲ့အောင်စိုးမော်ကျော်နှစ်ရည်ရင်ကိုပြန်လည်စေယမှုတွေပြုလုပ်နေပါတယ်ဒီသတင်းကိုတော့ရုတ်တံပေးပူချက်အဖြစ်ရှုစားကြမှာဖြစ်ပါတယ်ခင်ဗျာစကိုင်းတိုင်းဒေသကြီးကဏီမျိုးနဲ့ချင်းလင်းမြေအတွင်းမှာအော်တိုဘာလ15ရက်နေ့ကဟုံးမင်းမျိုးကနေမုံရွာမျိုးကိုခုံမောင်းလာတဲ့အောင်စိုးမော်ကျော်နှစ်လူစည်းအမြန်ရည်ရင်တိမ်မောက်မှုဖြစ်ပေါ်ခဲ့တာပါအဲ့ဒီရည်ရင်တိမ်မောက်မှုမှာလိုက်ပါစီးရင်းလာတဲ့ခရီးတဲ့ 300ကျော်တွေကအသက်ရှင်ကျန်တဲ့သူ159ဦးကိုသာကယ်တင်နိုင်ခဲ့ပါတယ်။ဘောကတော့ခုကြောက်ဆုံးဆင်းရဲတော့ဥတီထားတာပေါ့။အဲဥတီထားတဲ့အပေါ်မှာကျွန်တော်ကဒီကနန်းတွေပါလေပေါ့။ဖြေဆုံးတဲ့သူတိကျသွားပြီဆိုတော့ပြောတော့တသိန်းလုံးကျွန်တော်ကထောက်ပံ့မှုတွေကျွန်တော်ဆောင်ရွက်နေပါတယ်။အဲဒီခါကျတော့ကျွန်တော်လက်ရှိ မဆောင်ရွက်သေးတာလည်းခဏလေးပါလေကမတည်ငြိမ်သေးပါဘူးသူ့ဘောင်ဘယ်လောက်ရှိလဲဆိုတာမတည်ရတော့ကျွန်တော်တို့ဆက်သွယ်ဖို့အတွက်ကျွန်တော်ရဲ့ website တွေကျွန်တော်ရဲ့ Facebook တွေမှာကျွန်တော်တင်ထားပါတယ်ဖုန်းနံပါတ်တွေဆက်သွယ်ဖို့ကျွန်တော်တို့ပြီးလို့ရှိရင်တော့ခန်းနာနဲ့တော့တနည်းအားမှာဘောင်ဘုံရမှာပေါ့ကျွန်တော်ပြေးဖို့ရှိပါတယ်အဲ့ဒါအတွက်လည်းမိသားစုတွေရဲ့လားရှာတဲ့မိသားစုတွေရဲ့ဖုန်းနံပါတ်တွေဆက်သွယ်ရမယ့်ဒိဋ္ဌာလေးဖုန်းနံပါတ်တွေကျွန်တော်တောင်းထားပါတယ် ရင်ရင်တိမ်းမောက်မှုနဲ့ပတ်သက်ပြီးကန်နီမျိုးနယ်ရဲစခန်းကရင်ရင်မောင်းနေသူဦးစော်မျိုးဝင်းကိုရာဇသက်ကြီးပုံမှာ280 304ကာကြီးနဲ့အမှုဖွင့်အေးအေးဆောင်ရွက်ထားပါတယ်။အောင်စုံမို့ကျော်နှစ်ရင်ကိုဆယ်ယူရမှာအပေါ်ရက်အခန်းတွေကတည်ဆုံးသူနဲ့လက်ဝတ်ရတနာငွေသားသိန်း100ကျော်တွေ့ရှိခဲ့ပါတယ်။ဒီကရှိတယ်။သမားလောက်တော့မရှိတယ်။မလိုက်နာတာပဲ။ဒီဒီခါနဲ့ပြန်လာ ောက်ရဲ့လူပြောရဲ့ပေါ်စားတို့လူများနည်းနည်းဆုံးသွားကြအိန်းဟောနေကြွယ်စားကောင်းတယ်အဲဘူကြီးတို့နည်းနည်းဒါနဲ့ပတ်သက်လောကစင်ကောင်းတယ်အဲခြေတနေရတော့တော့တော့ရောက်လာတယ်။ဟိုလာပြန်ဒီမှာလိုအပ်တဲ့ကိစ္စပဲ။အဲ့ဒီကတော့ဝင်းကျုပ်ပေါ့။ဟောသူလည်းအဲ့ဒါအဲ့လိုပဲ။ဒီမှာကတော့ဒီရေချောင်းကစီကံပြန်လည်းကြားပြီ။တနေ့ကလည်းခေါ်ပြီးပြတာတယ်။ဘယ်မလိုက်နိုင်ဘူး။ပုံရမျိုးနဲ့အထက်ချင်းွင့်မြင့်အတွင်းမှာသွာလာနေတဲ့ခီးသည်တွေရင်ရင်အသင်း စုစုပေါင်း9သင်းကရေရင်အစည်းရေ129စီးရှိပြီးကုန်တင်ရေအသင်းစုစုပေါင်း18သင်းကရေရင်အစည်းရေ480စီးရှိနေတာပါအခုချိန်မှာပြည်လဲစေမှုလုပ်ငန်းတွေကိုအဖွဲ့အစည်းသီးသီးကလူဝင်အား400နီးပါးနဲ့လှုပ်ဆောင်နေပါတယ်ခင်ဗျာအဝေးသင်တက္ကသိုလ်ကျောင်းသားတွေစာမေးပွဲပြေဆိုရမှာအဆင်ပြေဖို့အတွက်မထသဘဟုကခောက်တူရင်လိုင်းနေပြေးဆွဲပြီးတော့မှာပါဒီအကြောင်းတော့ MCN သတင်းတော့ကြော်တိုးလွင်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ ရန်ကုန်တိုင်းဒေသကြီးတွင်မှရှိတဲ့ဝေးစဉ်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဆောင်းဝဲကာလာမှာတောလာရေးအစဉ်ပြေသေးဖို့မရသာဘဟုကခောက်တူရင်လိုက်ပြေးဆွဲပေးတော့မှဖြစ်တယ်လို့မရသာဘဟုကော်မတီဥက္ကဋ္ဌဦးလာအောင်ကပြောပါရတယ်။အဲ့ဒီလိုပြေးဆွဲရမှာအရင်ရှိပြီးသားရင်လိုက်တွေကိုထပ်မံအင်အားဖြည့်ပြေးဆွဲပေးတော့မှဖြစ်ပါရတယ်။အော်တိုဘာလ19ရက်နေ့ကရန်ကုန်မြို့မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီစည်းဝေးပွဲမှာဥက္ကဋ္ဌဦးလာအောင်ကခုလိုပြောဆိုခဲ့တာပါ။တက္ကသိုလ်ကြီးများရဲ့ဆောင်းဝဲကာလာအဓိကကတော့ အဝေးစင်ပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့ပုံမှန်အဲဒီတက္ကသိုလ်စာမွေးတွေပဲဖြစ်စာမွေးပဲကာလတွေမှာအဓိကထားပြီးတော့အချိန်မီရေးဟာကျွန်တော်တို့အချိန်မှန်ရောက်ရှိရေးအခက်အခဲနေပါရေးအတွက်ကျွန်တော်လုပ်ပေးတာဖြစ်ပါစာမွေးပဲကာလအတွင်းမှာမြောက်ကလာဝိုင်းကနေတကုံတက္ကသိုလ်တငင်းကုန်းလမ်းဆောင်ကနေနောက်ပိုင်းတက္ကသိုလ်အထိပြည့်စွဲပေးသွားမှာဖြစ်ပါတယ်ဒါပြင်လမ်းကြောင်းပြည့်စွဲမှုအနေနဲ့48အထူးနဲ့45ရှင်ကြီးတွေကိုအနောက်ပိုင်းတက္ကသိုလ်ကနေစုလေထိပြောင်းလဲပြည့်စွဲပေးသွားမှာဖြစ်ပါတယ် နောက်ပိုင်းတက္ကသိုလ်မှာအခုကျွန်တော်တို့ရင်ဆက်ရှစ်စီနဲ့45ရင်ကြီးဆိုပြီးတော့ပြည့်စွဲဖို့အတွက်ကိုတောင်တိုင်းဒေသကြီးအစိုးရဘွဲ့အစည်းအဝေးရလဲကျွန်တော်ခွင့်ပြုပြီးဖြစ်ပါတယ်။ဒါကြောင့်ကိုဒါဝင်ယူမဲ့ရင်ပိုင်ရှင်နေနဲ့ကဒီလိုင်းတွေကိုပြင်ဆင်နေပါတယ်။လုပ်ငန်းလိုင်စင်နေနဲ့ပတ်သက်ရင်နေနဲ့ပတ်သက်လို့ပြင်ဆင်ပြီးရင်သူတို့ပိုင်ရလဲအများဆုံးပြည့်စွဲပေးမဲ့အနေအထားကိုဆောင်ရွက်နေတာဖြစ်ပါတယ်။ မရဒဘိုရဲ့ထုတ်ပြန်ချက်တွေရလက်ရှိရန်ကုန်မြို့မှာရင်လိုင်းပေါင်း190ကျော်မှာပြည်ဆွဲလိုင်းပေါင်း300ကျော်နဲ့ခီးတဲ့နှစ်တန်းခွဲကျော်ကိုနေ့စဉ်ပြည်ဆွဲပေးနေတဲ့ခီးတဲ့တင်9000နီးပါးရှိနေပါတယ်ခင်ဗျာမက်ဆီကိုနိုင်ငံကပြည်내ပြည်ငဟောင်းတဦးဟာငွေကြေးခွာချမှုနဲ့အခြားရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့အတွက်အစိုးရရှေ့နေကြောကနေပြီးဖမ်းဆီးခွင့်ဖမ်းဝရန်ထုတ်ပြန်လိုက်ပါတယ်ဂျာဗီယာဒူအာတီဟာမကြာသေးခင်ကပဲသူ့ရဲ့ဘယင်ကန်တက်တန်းကုံဆုံးခဲ့တာဖြစ်ပြီး ရာဇဝတ်ကိုင်းရီနဲ့ဆက်ဆက်မှုရှိနေတယ်လို့ယူဆထားခြင်းခံရပါတယ်။အဲ့ဒီဘီရင်ကန်ဟောင်းဟာမွေးစေဝါကိုင်းရီနဲ့ပူပေါင်းပြီးပြန်ပြီးဆွဲမှုတွေမှာအဓိကနေရာကပါဝင်နေခဲ့တာပါ။ဘီရင်ကန်ဟောင်းဒူဝါတီကတော့ဒီကိစ္စကိုသူ့မှာအမှားဘာမှမရှိဘူးဆိုပြီးဆွဆွဲမှုကိုငင်းဆိုထားပါတယ်။အခုလက်ရှိမက်ဆီကိုအစိုးရဟာလက်စားမှုတွေရှိနေတယ်လို့ဆွဆွဲခံနေရချိန်မှာအခုကိစ္စဟာ တမရအဲရစ်ပီနာနီတိုအတွက်အခြေရစရာကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ရာဇွေးမှုတွေနဲ့ပတ်သက်ပြီးဘင်ဂန်ဟောင်းဒူအာတင်နဲ့ပတ်သက်နေတဲ့လူကိုဦးကိုလည်းဖန်ရန်ထုတ်ပြန်ထားပြီးနှစ်ယောက်ကိုတော့ပြီးခဲ့တဲ့ဘက်အင်ဂါနေ့ကလေးကဖန်သီးထားပါတယ်ခင်ဗျာ။ MCN ဒရင်ဟနာကနေညနေ6:00နာရီနောက်ဆုံးရရှိခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီး တင်ဆက်ပေးခဲ့တာပါ။ MCN ဒရင်ဟနာရဲ့ထုတ်လင်းပြီးသားအစီအစဉ်တွေကိုတော့ www.mcntv.biz မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို အင်တာနက်လူမှုကွန်ရက်စာမျက်နှာရေးပေါ်မှာလည်း MCN TV News မြင်နဲ့ရှာဖွေကြည့်ရှုနိုင်ပါပါဒီကနေ့အစီအစဉ်လေးကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ကျော်မိုးပါ thank you